္လာပါအားလုံးကိုစိတ်နှစ်ပါးချမ်းမှချမ်းသာကြ၍ဘေးကင်းကရေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ပို့ပေါ်ပါပါပဲတွေးပါဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်အတွေးကလူတွေကိုအများကြီးဒုက္ခပေးတယ်အဲ့ဒီအတွေးတွေထဲမှာကုသိုလ်အတွေးဆိုရင်တော့မှဒီကုသိုလ်ထဲမှာအတ္တဇဝေပါနေမယ်ဆိုလို့ရှိရင် လေးတယ်အာဟုတုအတွေးကတော့ပို့ပြီးတော့လေးတယ်အာဟုတုအတွေးတွေထဲမှာကာမဝိတက်လို့ဆိုတဲ့မြင်ကြင်တာကြားကြင်တာရှူကြင်တာစားကြင်တာဝိတ်ကြင်တာထိကြင်တာစတဲ့ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့တွင်းနေတဲ့ကာမဝိတက်လိုချင်တာတွေများနေတဲ့အခါကျတော့လေးတယ်ဗျာပါရဝိတက်ကတော့ အမြတ်တော်သားတွေထွက်ပြီးတော့သူတော်ဘာကိုဖြတ်စည်းလိုစိတ်သာရှိနေတဲ့အတွေ့မျိုးပို့ပြီးတော့လေးတယ်ဝိညာဉ်သာဝိတံသူများကိုညှင်းဆဲခြင်းတာအနိုင်ယူခြင်းတာအဲ့ဒီလိုဖြစ်နေတဲ့အတွေ့လေးတယ်အဲ့တော့ဒီလို အတွေ့တွေဝင်နေပြီအာဟုသူအတွေ့တွေဝင်နေပြီဆိုရင်ဘယ်တော့မှမပေါ်ပါတော့လေးလံနေတယ်လွတ်လပ်တဲ့ စိတ်လည်းမရှိသလိုလွတ်လပ်တဲ့ခန္ဓာကိုယ်ကိုလည်းမရတော့ဒီကာယဆိုတဲ့ခန္ဓာကိုယ်ကြီးကစိတ်ဆောင်တာကို စိတ်ပေါ်ပါနေလို့ရှိရင်ခန္ဓာကိုယ်ကလည်းပေါ်ပါလာတယ်ဘလို့လူမျိုးတွေပေါ်ပါတယ်လဲဆိုတော့အတ္တမကြည်တဲ့သူများအတ္တမကြည်ဘူးဆိုတော့သူ့အတွက်ဘာမှချုံကြလည်းမဆိုင်ဘူးပူလည်းမပူဘူးသူကကြုံတယ်လို့ယဉ်ဆိုင်မဲ့သူပဲဖြစ်နေတဲ့အနေအထားတွေပေါ်မှာလည်း အစိုးအမြင်နဲ့မြင်မနေတော့ဘူးအကြောင်းရှိရင်ကြုံရမှာပဲလို့ဒီစိတ်ရှိတယ်အကြောင်းအကျိုးကိုလက်ခံထားတဲ့သူမျိုးနောက်တစ်ခါတေခြင်းတရားကို အမြဲတမ်းတတိယတတ်တဲ့သူမျိုး မဟုတ်လဲတေကြမှာပဲတေလဲဘာမှယူသွားလို့ရတာမှမဟုတ်ပဲဆိုတဲ့အတွေ့အအမြဲရှိနေတော့ပေါ်ပါတယ်ယူသွားလို့မရတဲ့အရာတွေအတွက်ကြောင်းကြဆိုင်မနေတော့ဘူး ဘဝကို တင့်တယ်အောင်ကြိုးစားတင်တာကြိုးစားတယ်ဆောင်းလျှောက်နိုင်တဲ့အရာတွေကိုဆောင်းလျှောက်တယ်ပေးကမ်းတဲ့နေရာတွေမှာပေးကမ်းတယ်ဒီတော့သူ့အတွက်ငါဒါဖြစ်မှာငါဒါစားရမှာဒီလို နေရမှာဆိုတဲ့အတွေးမျိုးမရှိတဲ့အတွက်ကြောင့်မလို့ပေါ်ပါတယ်အတ္တမကြည့်တဲ့သူကအဲ့ဒါကြောင့်ပေါ်ပါသွားတယ်ငါနေရာရမှာဖြစ်မယ်ငါစားရမှာဖြစ်မယ် အမိသားစု အစဉ်ပြေမှဖြစ်မယ်စသည်ဖြင့်ငါကနေငါမိသားစုအဲ့တော့ငါမလွတ်တဲ့ပုဂ္ဂိုလ်များအတ္တကြီးသောပုဂ္ဂိုလ်များမလွတ်လပ်ဘူးမပေါ်ပါဘူးလေးလံတယ်အဲ့တော့လွတ်လွတ်လပ်လပ်လေစိတ်ကလေးဖြစ်နေအောင်လို့ပေါ်ပေါ်ပါပါလေးတွင်းနေအောင်လို့ဆိုရင်အကြောင်းရှိလို့အကျိုးတွေဖြစ်နေတယ်ဒီထဲမှာကိုပါသွားဖို့အကြောင်းရှိရင်လည်းပါသွားမှာပဲ အဲ့တော့ပါသွားကမှပါသွားရောကိုကိုကိုကာကွယ်ဆောင်ရှောက်နေကြရင်ကနေစေဝါကောင်းတွေမိဝဲနေရင်ကနေကိုဆောင်ရှောက်မှုတွေအများကြီးရှိနေတဲ့ကြားတဲ့ကကိုကယောကဘေးတွေနဲ့ပါသွားတဲ့သူတွေအများကြီးပဲဆောင်ရှောက်နေတဲ့ကြားကလည်းတေးချင်းတည်သွားတာပဲနောက်အန္တရာယ်ကင်းတဲ့နေရာမှာနေပါတယ်ဆိုပြီးတော့ကားများများမသွားတဲ့နေရာမျိုးမှာ လုံကြုံတဲ့နေရာမျိုးမှာတခါတလေလောက်လာလိုက်တဲ့ကားကဝင်တိုက်သွားတာမျိုးလဲကြုံရတတ်တယ်။အဲလိုမျိုးဆိုတဲ့အခါကျတော့အကြောင်းပါလာရင်ဘယ်နေရာမှာပုံလို့မရဘူးဆိုတဲ့အတွေ့လေးတွေးထားမယ်ဆိုရင်ကြုံတယ်လို့ပဲအဲ့တော့စိုးရင်ပြီးတော့လည်းမနေဘူးကြောက်ကြပြီးတော့လည်းမနေဘူးပို့ပေါ်ပပလေးပဲသဘောထားမယ်ပြစ္ဆုတ်ပံအနေထားလေးကိုတန်ဖို့ရှိအောင်နေမယ် ဲ့လိုနေတဲ့ပုံကိုယ်တွေပေါ်ပါတယ်ပေါ်ပေါ်ပါပါအတွေ့လေးနဲ့ခန္ဓာကိုယ်လည်းပေါ်ပါလာလိမ့်မယ်ဒီမှာမှသူကတရားနေတိုင်းထိုင်တဲ့ပုံကိုယ်မျိုးဆို စိတ်ကပို့ပြီးတော့ကြည်နေလိမ့်မယ်အမှန်တိုင်းမြင်နေလိမ့်မယ်အေးချမ်းနေလိမ့်မယ်ဒီမှာထပ်လောင်းပြီးတော့မေတ္တာလည်းပွားနေမယ်ဆိုရင်တော့ဘသူ့အပေါ်မှာမှအမုန်းစိတ်လည်းထားမနေတော့ဘူးဒီတော့ ဖြစ်သင့်လို့ဖြစ်တဲ့အရာတွေဖြစ်သွားရင်လည်းနောင်တတွေလည်းရမနေတော့ဘူးလက်ရှိဘလို့နေမလဲဆိုတာကသာအရေးကြီးဆုံးဆိုပြီးတွေးမိတဲ့အတွက်ကြောင့်ပေါ်ပါတဲ့အတွေ့ရှိတယ်။ဒါကြောင့်ပေါ်ပါတဲ့အတွေ့ရှိတဲ့သူတွေမှာခန္ဓာကိုယ်ကိုလည်းပေါ်ပါစွာဆောင်ရွက်နိုင်တဲ့အတွက်ကြောင့်မလို့ချမ်းသာတယ်။ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့နေတကွာကဘာသူကဘာသားအပေါင်းပေါ်ပါသော အတွေ့ဖြင့်ပေါ်ပါသောဘဝကိုပိုင်ဆိုင်ကြကအားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။